မကွေးတိုင်းကံကောခရိုင်ထီးလင်းမြို့အတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတရအစီရင်တခုမဖြစ်မနေလုတ်ကင်ဆောင်ရွက်ကြရမယ်လို့စစ်ကောင်စီစီကညွှန်ကြားစာရောက်ရှိထားတယ်လို့သိရပါတယ်။ထီးလင်းမြို့အတွင်းလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လျာရက်မှာကံကောညွန့်15ညွန့်နဲ့ဇီးကိုဖျားမှကတ်လူကြဖို့အထက်ဌာနတခုရဲ့ညွှန်ကြားစာရရှိထားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်စီကသိရပါတယ်။မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင် ထင်းလင်းမြို့နယ်ထဲမှာနှုတ်ရှားနေတဲ့စစ်ကြောင်းတွေအထက်ဌာနကနေအစီရင်တစ်ခုဆောင်ရွက်ဖို့အမိန့်တစ်ခုရောက်လာပါတယ်။ရောက်ရာရက်မှာကန်းငော်ညွန်း15ညွန်းနဲ့ဇီးယိုကိုဖျားကတ်ရန်ဖြစ်ပါတယ်လို့ရောအလင်းနှမ်းမှလည်းဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထင်းလင်းမြို့နယ်အတွင်းမှာရေမျက်နှာကြီးရွာနဲ့ထင်းလင်းမြို့ပေါ်နေရာတွေမှာသာတပ်ဖွဲ့ဝင်တွေတက်ဆွဲကြန့်ရှိနေတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီက မရေယာစင်ကူတပိတ်ချင်းမိုးကုတ် ။စကိုင်းတိုင်းတွင်ကကော်လင်၊မကွေးတိုင်းတွင်ကဆက်လင်း၊ထီလင်း၊ရှမ်းမြောက်မှာတော့နောင်ချူ၊ကချင်ပြည်နယ်မှာဖားကန့်မျိုးတို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။လာရှိုးကိုရပြီးတဲ့နောက် TNL ထိန်းချုပ်ဒေသတွေဖြစ်တဲ့မိုးကုတ်ကိုပါစစ်ကောင်စီကလိုချင်နေပြီးဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အပြင်ဆက်ဆက်ဒေသတွေကနေမြေတွေကိုပါဘုံကျဲတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။